ူမောင်စောင်းမြောင်းပြောဆိုနေတဲ့အယ်မွန်တင်းကိုဒဲစင်ခေါ်လိုက်တဲ့အီတင်းကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်။ညီမပြည်ကြီးမှာနေစဉ်နဲ့အမျှအပွဲပေါင်း16000ဖြစ်ထွန်းလျက်ရှိပြီးတော့အခုခါမှာလည်းဘယ်တော့မှတင်းကြီးမခံတဲ့ဒေါ်အီတင်းကိုကတော့သူမောင်ကိုတိုက်ခိုက်လာတဲ့အယ်မွန်တင်းကိုဒဲစင်ခေါ်လိုက်ပြီးပဲဖြစ်ပါတယ်။ဒေါ်အယ်မွန်တင်းဟာဆိုရင်သူမရဲ့ live တွေမှာဝီဖန်လီကန်ရေးတွေလုပ်ပြီးတော့နာမည်ကြီးလာသူတစ်ယောက်ဖြစ်ပါတယ်။ ။အရင်ကတော့အမှန်တရားကိုပြောတတ်တာကြောင့်ပရိသတ်တော်တော်များများကသူမကိုကြိုက်ကြပေမယ့်အခုချိန်မှာတော့ဒေါ်အယ်မွန်တင်းဟာမြင်မြင်သမျှကိုဝေဖန်တာကြောင့်လည်းတချို့ပရိသတ်တွေကအမြင်ကက်လာကြပြီပဲဖြစ်ပါတယ်။ဒေါ်အယ်မွန်တင်းကလည်းနေရာတကာပါသူတယောက်ဖြစ်ပြီးတော့သူမဟာသူမရဲ့ life မှာစိတ်ရွှေတွေမရမဲဒေါ်အီသင်ကိုကိုမရောမလဲနဲ့ဝေဖန်ခဲ့ပါတယ်။ဒေါ်အီသင်ကိုဆိုပြီးနာမည်တပ်ပြီးမပြောပြီမဲ့လေ။သူမဟာဒေါ်အီသင်ကိုမသိအောင်ပြောဆိုခဲ့ပါတယ်။ ဒေါ်အီသင်ကိုဟာတသိန်းခွဲနဲ့နှက်ခမ်းနီမဲကိုရောင်းချတာဖြစ်ပြီးမဲပေါက်တဲ့သူဟာတိန်းတောင်းရှိတန်တဲ့အိမ်ကိုပိုင်ဆိုင်ရမယ်ဆိုပြီးတော့ကြီးညာထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမဲရီသာရောင်းချနေပြီမိတ်အခုချိန်ထိအိမ်ကိုမဲပေါက်ပြီးခြင်းမရှိရာကြောင့်အယ်မွန်တင်ကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးပြောဆိုထားတာဖြစ်ပါတယ်။ဒီတော့သူမကိုထိပါလာရင်ညိမ့်မခံတက်ပိသူမကိုတည်တည်တင်ရင် လုံးကြီးတင်ပြီးစံကတ်တဲ့ဒေါ်အီသင်ကိုကလည်းညိမ့်မခံဘဲနဲ့တဲရှင်းလာခဲ့တာဖြစ်ပါတယ်။သူမဟာဒေါ်အယ်မွန်တင်ကိုလည်း ဘသူကိုပြောတာလဲဆိုပြီးတဲမေးလိုက်ပါ යි သူမနာမည်ကိုမတက်ပေမဲ့လဲအယ်မွန်တင်းရဲ့စကားအသွာလာရီကသူမကိုတိုင်းရိုက်ထိခိုက်ဖို့အတွက်ရည်ရွယ်နေကြောင်းသိတာကြောင့်ဘာဖြစ်ချင်နေရလဲလို့မေးခွန်းထုတ်လိုက်ပါ යි အတင်ကိုကတော့သူမရဲ့စီပွားရေးနဲ့အယ်မွန်တင်းရဲ့စီပွားရေးဟာလဲမတူညီသလိုလူမှုရေးစီပွားရေးဘာတကူမှမတူညီရကြောင်းပတ်သက်စရာလည်းမရှိဘူးဒါကိုပါကြောင့်များခုလိုမျိုးသူမကိုတမင်ရည်ရွယ်ပြီးတိုက်ခိုက်တာလေလို့ဆိုပါ යි သူမအနေနဲ့နှက်ခန်းဒီတချောင်ကိုတသိန်းခွဲနဲ့ရောင်းချပြီး နှက်ခမ်းနေမယ်လုတ်ပေးမယ်လေအခုချိန်ဒီငွေကြီးကောက်ခံထားခြင်းမျိုးမရှိသေးဘူးဘသူပတ်စံကိုမှလည်းလိန်စားခြင်းမရှိဘူးလို့ဆိုပါ යි သူမအနေနဲ့ဘသူအပေါ်မှာလည်းကောင်းပုံမပြတ်ခဲ့ဘူးတလို့စေတနာမြတ်တာကိုအရင်ခံပြီးပဲစီးပွားရေးလုပ်တဲ့ ူတွေကိုလည်းတက်နိုင်သမျှကူညီတယ်လို့ဆိုပါ යි ။သူမကြောင့်ဘသူမှလည်းဒုက္ခမရောက်ဘူးတလို့ဘဝပြတ်အောင်လည်းဘယ်တော့မှမလုပ်ဖူးဘူး။သူမပေါ်မတရားရင်တော့ငိန်ခံနေမှာမဟုတ်ကြောင်းပြောလာခဲ့ပါ යි ။သူမနဲ့ပတ်သက်ပြီးဒုက္ခရောက်ဖူးသူရှိရင်လည်းလာရောက်ပြီးတော့ပြောဆိုနိုင်ကြောင်းပြောဆိုထားတာမျိုးတွေရှိပါ යි ။ဒေါ်အီတင်ကိုကလည်းအယ်မွန်တင်းကသူမကိုဘာကြောင့်တိုက်ခိုက်နေမှမသိပေမဲ့သူ့ရဲ့ဂုံတိတ်ခါကိုထိခိုက်လာရင်တော့ငိန်ခံနေမှာမဟုတ်ဘူးလို့ဆိုပါ යි ။အမြင်လိုလို Facebook မှာပွဲရီဖြစ်တဲ့ .18 ကိုဟာ အခုတခါမှလည်းပွဲဖြစ်ဖို့လမ်းစာပြုံးနေပြီပဲဖြစ်ပါဤအခုလိုပွဲတွေဖြစ်ရတာကလည်းသူမကအရင်စတာမဟုတ်ပဲသူမကိုမတရားသဖြင့်အတရေဖျက်ချလို့သာသူမအနေနဲ့ပွဲရှာရခြင်းဖြစ်ပါဤအတင်ကိုကတော့တီးမခံနိုင်ကြောင်းအယ်မော်တင်းကိုတဲစင်ခေါ်လိုက်ပါဤဒေါ်အယ်မော်တင်းဘက်ကတော့ဘာဖြေရှင်းချက်မှပြတ်မပြီးတရားဖြစ်ပါဤအခုချိန်လောက်ဆိုရင်တော့ရန်မစားတဲ့သူကိုရန်စားလိုက်တဲ့ ဒေါက်အယ်မွန်တင်းတရားအပူမီးဝိုင်းနေပြီပဲဖြစ်ပါတယ်။ဒေါက်အီတင်ကိုကတော့ဒေါက်အယ်မွန်တင်းကိုဇေယံကောင်းမှုအရေးခွေးစကားတွေပြောနေရသတိမမူမိဘူးလားဆိုပြီးပြောလိုက်သလိုစကားတွေကလည်းဆိုရိုင်းမကားမှုဖြစ်ကြောင်းမိဘတွေကမဆုံးမထားဘူးလားဆိုပြီးတော့တိုက်ရိုက်ပြောဆိုလာတာပဲဖြစ်ပါတယ်။ပရိသတ်တွေလည်းဘသူမှားတယ်ဘသူမှန်တယ်ဆိုတာကိုပြောပြသွားကြပါအောင်ရှင်။